အားလုံးပဲမင်္ဂလာပါရှင်။မစ္စနာတရင်ကြောင့်နေရတဲ့စင်မာလာရှိရနေရေဒီယိုစုံတက်ဆက်ပြတော်မှာဖြစ်ပါရယ်။ဖကတ်မာစစ်ကော်မရှင်ရဲ့ဒရုန်းပုံထိမှန်မှုကြောင့်မိသားစုဝင်၃ဦးသေဆုံးသွားပါရယ်။ရွေးကောက်ပွဲအပိုင်းတင်ချင်ပါမယ့်တိုင်းမျိုးနေထင်မှာဒီနောက်စုတွေကိုတိုင်ဝင်တိုင်ထွက်လိုက်လိုက်စစ်ဆေးနေပါရယ်။ကချင်မာဒီစင်မာလာပထမအပတ်အတွင်းတိုက်ပွဲပေါင်း၅ချိန်ဖြစ်ပွားခဲ့ပါရယ်။ မြို့သားညညရေးအစိုးရအညူကြီးကအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းပြီးဝန်ကြီးဌာန၅ခုကိုဖျက်သိမ်းလိုက်ပါတယ်။စားတဲ့တရနေကိုတက်ဆက်ပြရမှာပါ။ကျမတို့အစစ်အစင်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ဖကမစိကော်မရှင်ရဲ့ဒရုန်းပုံထိမှန်မှုကြောင့်မိသားစုဝင်၃ဦးသေဆုံးသွားပါတယ်။နာမည်မြတ်နေရာတက်ဆက်ပေးမှာပါ။ ဖခမြို့နယ်လုံခင်ကျေးရွာအစုမလောင်ကျေးရွာမှာမင်းရစေနာရီလောက်ကဖခစစ်ကော်မရှင်တမကုံးကနေဒရုန်းပုံးတွေနဲ့တိုက်ချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၃ဦးထိခိုက်ဒေဆုံးခဲ့ပါတယ်။မလောင်ကျေးရွာကတိကနေအိမ်တိုင်းမှာဒရုန်းပုံးကြောက်ပောက်ကွဲခဲ့တဲ့အတွက်မိသားစု၃ဦးဒေဆုံးခဲ့ပြီးလေးလာသားအရွယ်ကလေးငယ်တဦးသာအသက်ရှင်ကျန်ရခဲ့တယ်လို့ဖခန်ဒေသခံမြို့သားတို့ကမြင်းချနာတဲ့တင်ကြနယ်ကိုပြောပါတယ်။မန်နေဟလိုတဲ့တာတင်စီဒီကလေးပဲလို့တဲ့အင်တာအလုံးဆုံးသွားကြတယ် မိသားစု၄ယောက်ထင်တယ်သူ့ကိုကအကောင်းပြတ်သွားတယ်အဖေမေလည်းပွဲချင်းပြီးပေါ့အဲ့ဘက်မှာပြည်သူတွေပဲရှိတယ် ။ဖခန်စစ်ကော်မရှင်တမကုံကနေမင်းညဆိုင်နာရီခန်းကနေ၁၂နှစ်ခန့်အချိန်ဒရုံပုံးခုနှလုံးခန့်မော်စီစာကျေးရွာအညီနဲ့မလောင်ကျေးရွာဘက်ပြချတိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ဖခန်ဒေတာခါမျိုးသားသူကလည်းမင်းညကမလောင်ကျေးရွာဘက်ဒရုံပုံးပောက်ခွဲခဲ့တယ်လို့အတည်ပြုပြောဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ကလည်းဖခန်စစ်ကော်မရှင်တမကုံကမလောင်ကျေးရွာဘက်ဒရုံပုံးပြချတိုက်ခတ်ခဲ့တာကြောင့်ဒေတာခါမျိုးသားသူထိခိုက်ဒေဆုံးခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ကပကံဒေသမှာတိုက်ပွဲဖြစ်ပွားရှိမရှိပဲအရက်သားပြည်သူတွေနေတဲ့ကျေးရွာရက်ွက်တွေမှာလက်နက်ကြီးဒရုန်းပုံစတာတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေထိခိုက်ဒေဆုံးတာနဲ့နေအိမ်ပျက်စီးတာတွေကြုံတွေ့နေရတာဖြစ်ပါတယ်ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 3နှစ်တက်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ် ကချင်မတပတ်အတွင်းတိုက်ပွဲပေါင်း15ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ထရေဆာကတင်ဆက်ပေးမှာပါ။ကချင်ပြည်နယ်ပမော်ဝိုင်မော်လမြိုင်နယ်ပကန်တီတာပမာနေစင်တိုက်ပွဲဖြစ်ပွားပြီးဒီဇင်ဘာလပထမပတ်တပတ်တာအတွင်းတိုက်ပွဲပေါင်း15ကြိမ်ဖြစ်ပွားခဲ့ရလို့ကချင်လူလရဲအဖွဲ့အစည်း KOKA တည်င်းနယ်ပြန်ကြားရေးဌာနရဲ့ဒီဇင်ဘာလ9ရက်ကထုတ်လွှင့်တဲ့တည်င်းရုပ်သားအစီအစဉ်ကနေသတင်းတရပါ ဒီစင်ပါလာတရနေ့ကနေ9ရက်နေ့အထိပမော်မျိုးပဲလေးရင်ဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့နေတိုင်းပစ်ခတ်တက်ခိုက်တာရှိတယ်လို့ဖော်ပြချပြီးတော့စစ်ကောမရှင်ဘက်ကလေးရင်ပုံ95ကျင်းဒရုန်းပုံအကျင့်တရားအထက်လက်နက်ကြီးပစ်ခတ်မှု16တင်လောက်ရှိတယ်လို့ဖော်ပြချပါတယ်။ဒါအပြင်လေးရင်ပုံကျဲတက်ခိုက်မှုနေရာတွေဟာပမော်စင်မြက်နှစ်ပြင်ဝိုင်မော်မျိုးလက်မြန်နေမြေတွေပဲအများဆုံးဖြစ်တယ်လို့ဖော်ပြချပါတယ်။ပမော်စင်မြက်နှစ်ပြင်ဘက်မှာတော့စစ်ကောမရှင်တပ်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တပတ်အတွင်းခုခံတိုက်ပွဲ9ကျင်းဖြစ်ပွားခဲ့တယ်လို့တရားပါ acquiring ဒါပြင်စစ်ကော်မရှင်တပ်ဘက်က challenge ကြောင်းထုံးနေစေဖြစ်ပြီးတော့လေရင် drone လက်နက်ကြီးနဲ့ပစ်ခတ်တိုက်နေစေဖြစ်တာကြောင့်ဘုံမောပဲတိုက်ပွဲဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့သိရတာပါဝိုင်းမော်လမြန်စစ်မျက်နှာပြင်ပမှာလည်းစစ်ကော်မရှင်တပ်ကနေစစ်ကြောင်းထုတ်လာတာကြောင့်ခုခံတိုက်ပွဲနဲ့ကြိမ်းရှိခဲ့ပြီးမြစ်ချနာဘက်ခြံကနေလက်နက်ကြီးနဲ့ပစ်ခတ်တာ drone ဘုံကျတာလေရင်နဲ့တိုက်ခိုက်တာနေတိုင်းရှိတယ်လို့ဆိုထားပါတယ်အခုလိုတိုက်ခိုက်တာကို KIA ပူပေါင်းအဖွဲ့ကနေကိုကန်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကော်မရှင်တပ်ဘက်ကတိုက်ခိုက်တိုက်စုံမှုများတယ်လို့သိရှိရသလို KIA ေဘောပါအဖွဲ့ဘက်ကလည်းတိစုံမှုရှိခဲ့တယ်လို့သိရှိရတာပါ ဖြစ်ခဲ့တဲ့နိုဝင်ဘာနောက်ဆုံးအပတ်တပတ်တာအတွင်းကလည်းပမော်ဝိုင်းမော်လမြောင်နယ်ဖကန်တေတာဘက်မှနေ့စဉ်တိုက်ပွဲဖြစ်ပွားပြီးတပတ်အတွင်းတိုက်ပွဲပေါင်း28ကြိမ်ဖြစ်ပွားခဲ့တယ်လို့ကချင်လူလရဲ့အဖွဲ့အစည်းကဟုတ်ကဲ့ဒီတင်နဲ့ပြန်ချရေးဌာနရဲ့နိုဝင်ဘာလ30ရက်ကထုတ်လွှင့်တဲ့ပြည်ထောင်ရုပ်သားအစီအစဉ်ကနေသတင်းတရားရပါနိုဝင်ဘာလ24ရက်နေ့ကနေ30ရက်နေ့အထိပမော်မြို့ပတ်ပလေရင်ဒရုန်းနဲ့နဲ့ကြီးလက်နေငယ်တွေနဲ့နေ့တိုင်းပြခတ်တဲ့ခိုက်တာရှိတယ်လို့ဖော်ပြထားပြီးတော့စစ်ကော်မရှင်ဘက်ကလေရင်ပုံး490ကြိမ်ဒရုန်း င်ပုံ84ကျင်းအထက်လက်နက်ကြီးပစ်ခတ်မှုပေါင်း931ကျင်းလောက်ရှိတယ်လို့ဖော်ပြထားပါတယ်။ယူကောက်ဖွေရပိုင်တဲ့ချမ်ပါမေတနိုင်းမျိုးနေချိန်မှာလူမှုကြီးချဲ့ရေးဝန်ကြီးဌာနကနေအင်အားစုတွေကိုတိုင်ဝင်တိုင်ထွက်လိုက်လန်းစစ်ဆေးနေပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါလူဝင်မှုကြီးချဲ့ရေးဌာနကနေအင်ထောင်စုစီရင်တွေကိုဒီဇင်ဘာလပထမပတ်ကစပြီးအင်ထောင်စုစီရင်ထဲကမိသားစုဝင်တွေအနေနဲ့လက်ရှိနေထိုင်မှုရှိမရှိကိုကြေးရွာတွေနဲ့ တနိုင်မြို့ပေါ်ရက်ွက်တွေမှာစစ်ဆေးမှုတွေပြုလုပ်ခဲ့လို့ဒေသခံအမျိုးသားတအူးကမကျနာတဲ့ကြောင့်လည်းပြောပါရယ်။လက်ရှိအိမ်ထောင်စုစည်ရင်ထဲပါရှိပြီးတနိုင်မြို့တွင်နေထိုင်တာမရှိတဲ့သူတွေကိုတော့ဘယ်လိုပုံစံနဲ့မှတ်ချက်ပေးမလဲဆိုတာမသိရှိတဲ့အပြင်တစုံတရာပြောဆိုတာလည်းမရှိဘူးလို့ဆိုပါရယ်။အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းရဲဝန်ထမ်းတွေနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကနေတနိုင်းမြို့နယ်အတွင်းကလမုံမကော့ပနက်ရှင်လုံ တရုံ တကြဘုံတခတ်တိုက်ဖာ ခလုံးတစိတ်စားတဲ့ခြေရွာတွေနဲ့ရှင်ဘွေရောင်မြို့ကိုဆစ်ဆဲခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အခုလိုအင်ထောင်စုစည်းရင်းတွေကိုလူဝင်မှုကြီးကြပ်ရေးဌာနတွေကနေလိုက်လံစစ်ဆေးနေချိန်စစ်ကော်မရှင်တပ်ဘက်ကနေလမ်းခရီးတွေမှာလုံခြုံရေးယူပေးထားတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။လက်ရှိစစ်ကော်မရှင်ဘက်ကနေထုတ်ပြန်ထားတဲ့တိုင်းမြို့နယ်အတွင်းကရွေးကောက်ပွဲမကျင်းပမဲ့ခြေရော်တွေဖြစ်တဲ့အောင်လော့ခြေရော်အုပ်စုနဲ့နမ်ခမ်ပါနမ်ပြူခြေရော်အုပ်စုမှာတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေတပ်ဆွဲနေထိုင်တဲ့ဒေတာတွေဖြစ်ပါတယ်။ အထက်ကျေးရွာအုပ်စုထဲအောင်လွတ်ကျေးရွာဟာ KIA တမဟာနဲ့တဆွဲနေထိုင်ရာဒေသဖြစ်ပြီးနမ်ဘူကျေးရွာကတော့တမဟာနဲ့အောက်တယင်း14တိရှိရာဒေသတွေပဲဖြစ်ပါတယ်။တနင်္မြို့နယ်အတွင်းဌာနဆိုင်ရာကနေမဲယုံဆောင်တာဝန်ကျသူတွေကိုပြီးခဲ့တဲ့နိုဝင်ဘာလ24ရက်နေ့ကတနင်္မြို့အခြေခံပညာအထက်တန်းကျောင်း အထက်ကတက်မှာအစီအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိစစ်ကော်မရှင်ထုတ်ပြန်ချက်အရဒီဇင်ဘာလ28ရက်နေ့ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတက်မှာတော့တိုင်းမြို့နယ်အပြင်မြစ်ချနာမွန်ညင်ပူတာအိုနောင်မွန်ခေါလံဖူးစားတဲ့မြို့နယ်တွေပါဝင်ပါတယ်။ မြူသားညညရဲ့အစိုးရအညူကြီးကဝန်ကြီးဌာနတချို့ကိုဖျက်သိမ်းပေါင်းစားလိုက်ပြီးအစိုးရအဖွဲ့ကိုဒီကနေ့ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။အရင်နှောင်းကဝန်ကြီးဌာနစုပေါင်း18ခုရှိခဲ့တာဖြစ်ပြီးပြင်ဆင်လိုက်တဲ့အစိုးရအဖွဲ့မှာတော့ဝန်ကြီးဌာန12ခုပဲရှိတော့တာဖြစ်ပါတယ်။ရှိတော့တဲ့ဝန်ကြီးဌာနတွေကတော့စီးပွားရေးနဲ့ကုတန်ရုံးဝယ်ရေးဝန်ကြီးဌာန၊စက်သွယ်ရေး၊တည်င်းအချက်လက်နဲ့နေပညာဝန်ကြီးဌာန၊အလုပ်သမားဝန်ကြီးဌာန၊အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ဝန်ကြီးဌာနတွေကတော့လူသားချင်းစာနာတောက်ထားရေးနဲ့ BND ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကို လူမှုကွန်ရက်ရဲ့အလုတ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအဖြစ်ပြောင်းလဲလိုက်ပြီးပြည်တော်စုဝန်ကြီးကတော့ဒေါက်တာဝင်းမြတ်အေးဖြစ်ပြီးသူဝန်ကြီးကတော့ဒေါက်တာငိုင်းတမောင်ဖြစ်ပါတယ်။အလုတ်သမားသူဝန်ကြီးကတော့ပြည်ထရေးသူဝန်ကြီးအဖြစ်ပြောင်းရွှေ့ထားတာကိုတွေ့ရပြီးအရင်ကျမရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဆိုဝေဆိုးကတော့ပြည်တော်စုဝန်ကြီးချုပ်ယုံရဲ့ပြည်တော်စုဝန်ကြီးဖြစ်သွားပါတယ်။ကျမရေးဝန်ကြီးဌာနရဲ့အရင်သူဝန်ကြီးဒေါက်တာရွှေပုံကတော့ကျမရေးပြည်တော်စုဝန်ကြီးဖြစ်သွားပြီး ပညာရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးချက်ထွေပန်ကလည်းပညာရေးပြီးတော့စုဝန်ကြီးဖြစ်သွားပါတယ်အဲ့ဒီလိုအစိုးရအဖွဲ့ကိုပြင်ဆင်လိုက်တာကတော့ပြီးတော့စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဖြစ်ပါတယ် CRPH ဟာ2020မှာပြည်သူလူထုကအနေနဲ့အာဏာကိုကျင့်သုံးပြီး Federal Democracy ပြည်ညင်အရအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ထုတ်ပြန်ထားပါတယ်အနည်းငယ်ကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့ ဒီမှာဖွဲ့ရတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်အရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတက်တာဓာတ်မဟုတ်ပလတ်စတစ်ဓာတ်မဟုတ်တတုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓာတ်မဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။ ြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။ ြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုံမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင်နေတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီပေါက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့အဆုံမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာ ပောက်ကွဲတဲ့အခါအစာအနာဖျာထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ကွဲအားကိုပိုမိုပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသံစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဓမ္မမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုထားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ ြေပြင်တဲ့ထိချိန်မပေါက်ကွဲသေးပဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ရနေ့တောက်ကြနေ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။